ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အငယ်1မှ36ယူဒလူတို့တွင်အရာရှိဖြစ်သောနိကောဒင်အမည်ရှိသောပါရိရှဲတယောက်သည်ညအခါယေရှုထံတော်သို့လာ၍ အရှင်ဖျားကုရောတိပြတော်မူသောဤနမိတ်လက္ခဏာတို့ကိုဖျားသခင်ဤအခွင့်မရှိလျင်အဘယ်သူမှမပြနိုင်သည်ကိုအကျွန်ုပ်တို့သည်ထောက်၍ကုရောတိဖျားသခင်အထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါ၏ဟုပြောတော်ယေရှုကဒုတိယမွေးခြင်းကိုမခံတော်သူမိသည်ကဖျားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်အကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏ နိကောဒင်ကလည်းအသက်ကြီးသောသူသည် မွေးချင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်းအမိဝမ်းထဲသို့တဖန်ဝင်၍မွေးချင်းကို ခံနိုင်ပါမည်လောဟုပြော၏ယေရှုကလည်းရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကဖျားသခင်၏နိုင်ငံတော်သို့မဝင်ရဟုငါအမှန်အကန်ဆို၏ဇာတိပကတိမွေးသောအရာသည်ဇာတိပကတိဖြစ်၏ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏ဒုတိယမွေးချင်းကိုခံရမည်ဟု ငါဟောပြောသည်ကိုအံ့ဩခြင်းမရှိနှင့်လေသည်အလိုရှိတိုင်းသွာလာ၏လေဤအတန်ကိုတင်သည်ကြားရတော်လေအဘယ်အရက်ကဖြစ်သည်အဘယ်အရက်သို့သွားသည်ကိုမသိနိုင်ထိုနည်းတူဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟုမိန့်တော်မူ၏နိကောဒင်ကလည်းဤအမှုအရာသည်အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟုရှောက်ပြန်လျင်တပန်ယေရှုက သင်သည်ဣတရီလလူတို့တွင်ဓမ္မဆရာဖြစ်လျက်ပင်ဤအမှုအရာကိုမတိတလောငါအမှန်အကန်ဆိုသည်ကားငါတို့သည်ကိုတိသောအရာကိုပြော၏ကိုမြင်သောအရာကိုတတ်သိခံ၏တို့တော်လေငါတို့ဤတတ်သိခံချက်ကိုသင်တို့သည်မခံမယူကြမြေကြီးအရာကိုငါပြော၍သင်တို့သည်မယုံလျှင် ကောင်းကင်အရာကိုငါပြောသောအခါအဘယ်သို့ယုံကြလိမ့်မည်နည်းကောင်းကင်ဘုံကဆင်းသက်၍ကောင်းကင်ဘုံ၌ရှိနေသောလူသားမှတပါအဘယ်သူမျှကောင်းကင်ဘုံသို့ မတက်ပြီမောရှိသည်တော၌မွေကိုမြောက်ထားတကဲ့သို့ လူသားသည်မြောက်ထားခြင်းကို ခံရမည်အကြောင်းမူကားထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရထာဝရအသက်ကိုရမည်အကြောင်းဤ ဘုရားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းငှာဘုရားသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့အားအပြစ်စီရင်ခြင်းငှာဘုရားသခင်သည်သားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မီအကြောင်းဆေလွတ်တော်မူ၏ တားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကားဖျားသခင်၌တပါးတည်းသောတားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏အပြစ်စီရင်ခြင်းကိုခံရကြောင်းကအလင်းသည်ဤလောကသို့ဝင်၍လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းထက်မှောင်မိုက်ကိုတာ၍နှစ်သက်ကြ၏ဆိုးရုပ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အจิต၌အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာအလင်းတို့မချင်းကပ်ကြတမာတရားကိုကျင့်တော်သူမူကမိမိအจิตတို့သည်ဖျားသခင်၏အလိုတော်နှင့်ညီသည်ကိုထင်ရှားစေခြင်းငှာအလင်းတို့ချင်းကပ်သည်ဟုဟောတော်မူ၏ထို့နောက်မှယေရှုသည် တပည့်တော်တို့နှင့်အတူယုဒပြည်၏ကျေးလက်သို့ကြွတော်မူလျှင်ထိုအရ၌တပည့်တော်တို့နှင့်တကွနေတော်မူ၍ဗတ္တိဇံကိုပေးလေ၏ ယောဟန်သည်လည်းရှာလိန်မြို့နှင့်အနီးအဲနုံအရက်၌ရေများသောကြောင့်ဗတ္တိဇံကိုပေး၍နေသည်ဖြင့်လူများတို့သည်လာ၍ဗတ္တိဇံကိုခံကြ၏ယောဟန်သည်ထောင်ထဲသို့မရောက်သည် ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကိုအကြောင်းပြု၍ယူဒလူနှင့်ဆွေးနွေးညှင်းခုန်ခြင်းရှိကြသည်ဖြင့်ယောဟန်ထံသို့လာ၍အရှင်ဖျားယော်ဒန်မြစ်တစ်ဖက်၌ကိုရိုနှင့်တကွရှိ၍ ကိုရောတက်တည်ပေးသောသူသည်ဗတ္တိဆံကိုပေးလျက်နေ၏ထိုသူထံသို့လူအပေါင်းတို့သည်ရောက်ကြပါ၏ဟုပြောလျင်ယောဟန်ကကောင်းကင်ဘုံမှပြီးတော်မမူလင်လူသည်အပေအရာကိုမျှမခံနိုင်ရငါသည် ခရစ်တော်မဟုတ် ခရစ်တော်ရှေ့၌ဆေလွတ်တော်သူဖြစ်သည်ဟုငါဆိုသည်ကိုသင်တို့သည်ငါဤတည်းသည်ဖြစ်ကြ၏မင်္ဂလာဆောင်သူတို့သမီးကိုရတော်သူသည်မင်္ဂလာဆောင်လူလင်ဖြစ်၏ င်္ဂလာဆောင်လူလင်ဤအနာမှာနေ၍သူဤစကားကိုကြားရသောအဆွေခင်ပွန်းသည်ထိုစကားတန်ကိုကြားသောအဖြစ်ဝမ်းမြောက်ခြင်းရှိ၏ထိုနည်းတူငါဤဝမ်းမြောက်ခြင်းပြည့်စုံ၏ထိုသခင်သည်တိုးပွားခြင်းရှိရမည်ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်အထက်မှလာသောသူသည်အလုံးစုံတို့ဤအထွတ်ဖြစ်၏မြေကြီးမှဖြစ်တော်သူသည်မြေကြီးနှင့်ဆက်ဆိုင်၍မြေကြီးအရာကိုပြောတတ်၏ ကောင်းကင်ဘုံမှကြွလာတော်သူသည်အလုံးစုံတို့၏အထွတ်ဖြစ်တော်မူ၏မြင်သည်။ကြားသည်။တို့ကိုလည်းတက်တည်ခံတော်မူ၏ထိုတက်တည်ခံချက်ကိုအဘယ်သူမှမခံမယူတက်တည်ခံတော်မူချက်ကို ခံယူတော်သူဒီကဘုရားသခင်သည်တစ္ဆာဆောင်တော်မူသည်ဟုတစေခတ်၏ ဖျားသခင်ဆေလွတ်တော်မူသောသူသည်ဖျားသခင်ဤစကားတော်ကို ပြောဆိုတတ်၏ထို့သူအားဖျားသခင်သည်ဝိညာဉ်တော်ကို အတိုင်းအရှိမရှိဘဲပေးတော်မူ၏ခမီးတော်သည်တားတော်ကိုချစ်တော်မူ၍ခတ်သိမ်းသောအရာတို့ကိုတားတော်လက်သို့ အပ်ပေးတော်မူပြီးတားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏တားတော်ကိုပယ်သောသူမူကားအသက်ကိုမတွေ့ရ ထူထူဤအပေါ်၌ဘုရားသခင်ဤအမျက်တော်တည်နေသည်ဟုယောဟန်ဟောလေ၏ကျမ်းနာရသူအားလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ thank you ေစုကိယနာမေတ္တာတို့နှင့်ကြော်ဝါပြည့်စုံတော်မူသောဘုရားသခင်တာရရှင်သခင်ယေရှုခရစ်တော်ကိုကျွန်တော်အပိသနာတော်မူသောကြောင့်ယေရှုတင်ပါ၏သူတာရအဖြစ်ကျွန်တော်တို့ဒီနေ့အသက်ကိုရကြပါ၏ပျက်စီးခြင်းတို့မရောက်ဖေသာဝရစုကြီးစုတော်ကိုရရှိပါ၏သာတော်ကိုယုံကြည်ခလုံးလို့ကျွန်တော်သက်တာကိုတိဆောက်ရတဲ့အခါမှာဘုရားသခင်လိုအပ်သော ကြံ့ခိုင်ခြင်းများကိုပြသနာမှုပါတရဝတိဖြစ်ဖို့ရန်အတွက်ကျွန်တော်ချိုးနေရင်ဆိုင်တွန့်လန့်ပြီးယက်တည်ရမယ့်အသက်တာကိုလည်းဘုရားသခင်ခွန်အားပေးတိဆောက်စရာဖြစ်စီပါယနေ့အတွက်ကျေးဇူးတင်ပါတယ်ဘုရားသခင်ဒုတိယမွေးခြင်းကိုခံပြီးသူတိုင်းဟာဒုတိယမွေးခြင်းနဲ့ဆိုင်တဲ့အသက်တော်တရဝဖြစ်ဖို့ရန်ကျွန်တော်ကြိုးစားကြတဲ့အခါဘုရားကုလိုလ်ကိုလည်းကူစားပါတယ် ကိုယ်တော်ကိုကူးစားခြင်းသည်သာရအသက်အတွက်ဖြစ်၍ကျူးစားရခြင်းသည်လည်းချစ်တော်ကြောင့်ဖြစ်ပါလေ။ဒီလိုနေ့စဉ်အတိုင်းကျွန်တော်တို့ကကျူးစား၍ကျင့်ဆောင်ရမည်။ကောင်းသောအမှုရာများပေါ်မှာကျင့်လေစီတော်မူပါ။ဘုရားသခင်ဒီကျွန်တော်ကိုကိုယ်တော်ကအစဉ်တိုင်းပဲတုန်သင်လျက်ရှိတယ်။လမ်းပြလျက်ရှိတယ်။ဖို့ပြလျက်ရှိတယ်။တရားတော်အမှုမတရားတော်အမှုဘုရားသခင်ကိုချစ်တော် အသက်တာ၏အသက်ရှင်ခြင်းလက္ခဏာများကိုသွန်သင်ပြသလည်ရှိပါလေ။ဒါကြောင့်ကြားနာရသောနှုတ်ကပတ်တော်များတိဆောက်ခံရတဲ့သခင်ပြည့်ဩဝါဒများပုံမှာနေ့စဉ်လက်လျှောက်အသက်ရှင်ခြင်းအဖြစ်ကိုရိုဤသားစစ်တမိစစ်ပြောင်းလဲသူအစ်စ်အစ်စ်မွေးဖွားသူတပန်းဖြစ်ပွားစေသောဘုရားရဲ့ကြီးစွာတော်ကိုရရှိပိုင်ဆိုင်သောသူများဖြစ်စေပါမည်။အကြောင်းမပြောင်းလဲပဲရှိသောဘုရားသခင် အစ်စ်တာထဲမှာကျွန်တော်တို့ဒီအထူးသဖြင့်ပြောင်းလဲခြင်းမရှိတဲ့မေတ္တာတော်ကိုခံယူတည်ဆောက်ကြသောသူများအဖြစ်ကိုတော့ကောင်းကြီးပေးပါမြေချောင်းတခင်ရှုနာမတော်၌ဆုတောင်း၍အသက်တာများကိုလက်တော်သို့အနှံဆက်ကပ်ပါသည်ဘုရားသခင်အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော သမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှာ အနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်